မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 12ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။တန်တာမိုးသိန်းကိုရွှေမန်းပါကြောင့်မယူတလဲသူမဟုတ်စကားရေကစာတိပြတော့တန်တာမိုးသိန်းရဲ့အချင်းစီရများတဲ့အငယ်ဆုံးသားလူပြုံးလေးကိုစိုးပြစ်သစင်စီပေးလိုက်ရလို့ဝန်ထမ်းမြေကြီးကြားခဲ့ရတဲ့ဟဲဝီယန်ရဲ့အမေတဲ့တန်တာမိုးသိန်းကြောင့်မြန်မာနိုင်ငံမှာနာမည်ကြီးနေသောဝက်လုံကားတဲ့တဲ့ ရွှေမန်းတို့ကဘာကောင်ကြီးတွေပဲဖြစ်နေပါစေလုံးဝကိမဆိုင်ပင်တန်တာမိုးတိမ်ဘက်ကနေအခုလိုလူသိရှင်ချန်ရက်တိပေးလိုက်တဲ့ဂျွန်လွင်တဲ့တတိကြီးကိုရွှေမန်းကြီးကတန်တာမိုးတိမ်နဲ့မတူစွာဒေါက်တာမာလေးကိုချစ်မြတ်နူမီလို့ဒီနိုလီလိုက်ခဲ့ရတယ်ဆိုတဲ့တဲ့င်းပဲဖြစ်ပါတယ်တန်တာမိုးတိန်ကိုရွှေမန်းပါကြောင့်မယူတလင်းတော့မဟုတ်စကားလေးကစာတီးပြသောတန်တာမိုးတိန်၏အကျင့်စရာများတန်တာမိုးတိန်နဲ့ရွှေမန်းပွဲကပြီးသွားပြီမယ်စဉ်းစားစရာတွေကတော့မပြီးသေးပါဘူး တန်တာမိုးတိတ်လို့မိမမျိုးကို ရွှေမန်းပါကြောင့်မရှူရတလဲဆိုရင်အချက်တခုကြံလို့နေပါတယ်။ဖြစ်စဉ်အစားဆုံးကိုခြုံပြီးကြည့်လိုက်မယ်ဆိုရင်ပရိုဂျူဆာထိတ်တန်းတထေကြီးတူ ဖြစ်တဲ့ကိုရွှေမန်းဟာတန်တာမိုးတိတ်လို့မိမမျိုးကိုလေးနှစ်တောင်တွေ့ခဲ့ပါတယ်။တကယ်လို့များမင်းသမီးနဲ့ပရိုဂျူဆာစပွန်ဆာရှာရုံပဲဆိုရင်လေးနှစ်တွဲစီရင်အကြောင်းမရှိသလို6လတောင်ခံမှာမဟုတ်ပါဘူး။ ဓာပြန်တန်တာမိုးတဲ့ရဲ့စကားအရရွှေမဟာသူ့ရဲ့အမားလေးတွင်တန်တာမိုးတဲ့ကိုဖယားမတစ္ဆာရီတောက်ပြီးတော့နောက်မလောက်တော့ပါဘူးဆိုပြီးဂတိပေးခဲ့တယ်လို့သိရပါတယ်။ဒါဆိုသူတို့ရဲ့ဆက်ဆံရေးမှာတန်တာမိုးသိန်းကအောက်ကျရတဲ့အနေဒါမဟုတ်ဘဲအမျိုးသမီးတယောက်ရဲ့လုပ်ပိုင်ခွင့်အပြည့်အဝရထားတဲ့မိန်းမဆိုတာမြင်သာလာပါတယ်။ရွှေမန်းကလည်းဘလောက်ပဲဖောက်ပြန်ပါစေတန်တာမိုးသိန်းစီကအချိန်တိုင်ပြန်လာပြီးတောင်းမနေဆိုတော့တန်ရုံးစင်နေမိတာရီလည်းရှိမဲ့ပုံပါပဲ။ နောက်ဆုံးရွှေမန်းကတကယ်လက်ထက်ယူတဲ့အချိန်ကြားမှာဘာလို့တခြားတယောက်ကိုရွေးချယ်သွားတာလဲ။တန်တာမိုးတင်းရဲ့ဇိုင်းရိုက်နဲ့နေထိုင်မှုကရောဘလို့ရှိလဲဆိုတော့စကားတွေကဇာတိပြရင်သူမရဲ့ live video တွေကနေတစင်အပြေရှားကြည့်လိုက်ကြရအောင်တော့။ ပထမဆုံးအနေနဲ့ဘလို့ပြစ်မှမပြောခင်အရန်ကိုချီချူးကျင်တာကတန်တာမိုးသိန်းဟာမျက်ရည်တွင်တွင်ကြပီးပောက်ကွဲနေတာတောင်သူ့ရဲ့ရီးစောင်းရွှေမန်းနဲ့အပေါင်းပါတွေကိုပဲပြောဆိုသွားပြီးတဖန်မင်းကလေးဆရာဝန်မလေးကိုလုံးဝပုတ်ခတ်တာမျိုးမလုပ်သွားတာပဲဖြစ်ပါတယ်။သူမရဲ့တနာရီနီးပါးကြတဲ့ live နှစ်ခုလုံးထဲမှာဖောက်ပြန်တဲ့ရွှေမန်းကိုပဲအသာပြေးပြောဆိုသွားပြီးမင်းကလေးချင်းချင်းစာနာစွာနဲ့နမေတော်တခုံးမဟာသွားတဲ့စင်ချင်းစိန်ကိုချင်းစာစိတ်အပြစ်ကိုတွင်ရပါတယ်။ ဒါပြင်သူမရဲ့ဗီဒီယိုတွေကိုအစာဆုံးနားထောင်ကြည့်လိုက်ရင်သူမက၄နှစ်လုံးလုံးရွှေမန်းနားမှာအမေလိုမလိုအားကိုးလို့ရတဲ့လက်တွဲပေါ်ကောင်းတရားဖြင့်ရက်တီခင်တော်ကိုတွေ့ရပါတယ်။မိန်းမဆစ်ဆစ်ကြီးဖြစ်ပေမဲ့ကနွေကလေးရလုံမနေပဲရွှေမန်းရဲ့လုပ်ငန်းခွင်ကိုပါဝန်ရောက်ကူညီပေးနိုင်ပြီးဘိနာကလည်းကြံ့ကြံ့ကောင်းနေပေးခဲ့တယ်လို့မိတ်ဆွေစင်နဲ့မိတ်ဆွေတို့ကိုပါခွဲခြားပေးခဲ့ပါတယ်။ ရွှေမန်းကိုခြောက်ထဲမဲ့လူတွေအကုန်လုံးကိုလည်းရှေ့ကနေမမမမကာကွယ်ပေးခဲ့ပြီးတောင်းပန်သမျှအားလုံးကိုလည်းမေတ္တာစီနဲ့ခွင့်လွှတ်ပေးခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ရွှေမန်းဟာစပွန်ဆာဆက်ဆက်ရေးတက်ပို့ပြီးတန်တာမိုးတိတ်ပေါ်မှာ၄နှစ်လုံးလုံးစိုးတွန်းခဲ့တာဖြစ်ပါတယ်။ရွှေမန်းကတန်တာမိုးတိတ်ကိုချစ်တယ်ဆိုရထံအားကိုးတဲ့ပုံလေးပေါ်ပါတယ်။ live video ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင်တန်တာမိုးတိတ်ကကြကြလက်ကြနဲ့ပွတ်မွေလင်းလင်းချစ်ဖို့ကောင်းလာအောင် စကားပြောဆိုတတ်တဲ့သူတယောက်ဖြစ်ကြောင်းလည်းတွေ့ရပါတယ်။ ဒါဆိုရင်ပါလူဒီလိုဖက်ဖက်ကနေပြေဆုံးနေတဲ့မိမကိုထားခဲ့တာလဲဆိုရင်တော့ယောက်ျားတွေဟာသူတို့နဲ့တန်းတူတဲ့ပကုံးချင်းရှင်နိုင်တဲ့မိမမျိုးအရေးချင်းရှိတဲ့မိမမျိုးကိုကြောင်းလိုပါပဲ။ဂျူးရဲ့မှတ်တရားတွေမှာစွတ်စွတ်တွေကိုမောင်ကထားရခဲ့တယ်လို့အပြင်လောကမှာလည်းသူ့ကိုရှာရန်စောင့်ရှောက်ခွင့်လွှတ်ခဲ့တဲ့တန်တာမိုးသိန်းကိုရွှေမန်းကထားခဲ့တာဟောင်းရှင်နာစရာကောင်းလာပါတယ်။ပရိသတ်ကြီးတို့ရောသူတို့ညောင်ရဲ့ဖြစ်ပျက်ကိုဘယ်လိုထင်ကြလဲ။ တန်တာမိုးတိတ်ဘာကြောင့်ထားခဲ့ခင်ရတယ်လို့ထင်လဲဆိုတော့ comment မှာရေးခဲ့ပေးကြပါအောင်ရှင်။အငဲဆုံးသားလူပြုံလေးကုန်းစုပ်ပြည့်တစင်စီပေးလိုက်ရလို့ဝမ်းနေမြေကြီးချခဲ့ရတဲ့ဟင်းဝင်ရရဲ့မိဟင်းဝင်ရရဲ့မိခင်ဖြစ်သူတောင်ယူပါကတော့သူ့တောင်းငယ်ဆုံးလူပြုံစစ်စင်လေးကိုမှစုမြတ်သူဆောင်လူမျိုးရိုးတဲ့ကိုထည့်ပေးလိုက်ရလို့ဆိုပြီးအင်တာဗျူးမှာမျက်ရည်လေးဖြိုင်ဖြိုင်ကြပြခဲ့ပါတယ်။ တောသူကြီးတွေဖြစ်တဲ့ဟင်းဝီရံတို့မိသားစုဟာငယ်စဉ်ကလေးကအရှမ်းကိုချမ်းသာခဲ့တာမို့မအပူပင်မမရှိခဲ့ပေမယ့်အငယ်ဆုံးသားဖြစ်တဲ့ဟင်းဝီရံနဲ့ပတ်သက်လာရင်တော့အရှမ်းကိုတောကများခဲ့ရပါတယ်။ဒါထွေဆုံးလေးကအချစ်ပိုတဲ့မိကစက်သားအုံးမကြီးလုံးနေရတကာလိုက်ပါဆောင်ရှောက်ခဲ့ပြီးမဖြစ်တင်တာမဖြစ်အောင်ကာကွယ်တားဆီးခဲ့ပါတယ်။ဟင်းဝီရံကိုဝိုင်းစုခံတဲ့ကအတင်းကားတင်ပြေးသွားတော့လေသူမကိုယ်တိုင်းမိသားဖြစ်သူကိုအတင်းပြန်ခေါ်ကမရမက ခွဲခဲ့တာဖြစ်ပါတယ်။ တန်မိုးရှိတဲ့တောင်လေးဖြစ်တာကြောင့်မကောင်းတဲ့မိန်းမတွေလက်ထဲမှာလူပြိုရင်မပြတ်သွားဘူးအသက်30ကျော်ရွယ်တဲ့အရေးတကြီးကြီးဆောင်ရှောက်ခဲ့ရပြီးပိုးမွေးတယ်လို့မွေးမြူခဲ့တာဖြစ်ပါတယ်ဝိုင်းစုခိုင်တဲ့နဲ့ကိစ္စပြီးမှဟေးဝင်ရကအာနိစားတဲ့နမကြီးမင်းသမီးတယောက်နဲ့ကန်းကြီးမှာလက်ပိုးလက်ချက်ဖမ်းမိတော့ငါလေမီဒီယာတွေအကုန်လုံးကိုပတ်စံပေးပြီးတတင်းအုပ်ထားတဲ့အချိန်ဟေးဝင်ရပေါ်မှာအချစ်ပိုခဲ့ပါတယ် ဒါကြောင့်သူ့ရဲ့အောင်မှာပလဲလုံးလေးလိုစောင့်ရှောက်ထားတဲ့သူ့သားလူပြိုစင်လေးကိုစိုးပြေတစင်နဲ့ညှားသွားချိန်မှာတော့ယောက်ျားလေးရှင်တူအနေနဲ့ဝမ်းနဲ့မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုတော်ယူပါကတားငယ်လေးကိုကလေးလိုပဲအမြင်မြင်ခဲ့တာတားငယ်ဆုံးလေးမို့အချစ်လေးပိုတယ်မင်းအိမ်နောက်ကျရင်အမေတော့စိတ်အေးမှာပဲလို့အမေပြောခဲ့ပြီးမယ်တကယ်နဲ့တခြားမိမလက်ထဲရောက်သွားပြီဆိုတော့သိလိုက်ရတော့ရင်းနှီးမှမကောင်းဘူးစိုးတို့မျိုးရိုးလက်ထဲဆိုတော့ပိုဝန်းနေတာပေါ့နော် ဒါပေမဲ့စိုးပြေလေးကတော့ညီမတွေထဲမှာထူးထူးခြားခြားလိမ္မာရေးချရှိပြီးလူကြီးတွေကိုတီးတက်လို့စိတ်သက်သာရရတယ်။တန်းငယ်လေးကိုလည်းမိမရသွားလဲမင်းကမိမိသားပဲနော်။အမေမိမိစကားပဲနားထောင်အောင်လို့မှားထားနေဆိုပြီးပြောဆိုခင်တာပဲဖြစ်ပါတယ်။ဒီစကားကြတဲ့ပြိသက်တွေကတော့စိုးမျိုးရွက်ကဘာရင်းများဖြစ်နေလို့အမကြီးကမျက်ရည်ကြားတာလဲ။စိုးမြတ်သူစားကသူညီမရဲ့ယောက်ျားနဲ့ကြိုက်ခဲ့ဘူးလို့လား။စိုးမြတ်သူစားကမိမချင်းသဘောချနေတာကြောင့်လား။ စုံးညီမကလင်များတဲ့ခင်ထားရီမို့လို့လားဆိုပြီးသိချင်ခဲ့ကြပါတယ်။ပြီးတော့ဟင်းဝင်းရဲ့လူပြိုစစ်တင်ဆိုတဲ့ပုံမှာလည်းအလုံးကအမြင်မကြီးဖြစ်နေကြပြီးဝိုင်းစုကို၃ရက်ခိုးပြေးသွားတဲ့အန်တီတာက လူပြိုရီမပြောင်းနေထိုင်ခဲ့ရဆိုတော့အန်အောပါနုံအတကြီးကလည်းတော်ရုံပဲကောင်းမှလည်းလို့ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ပြည်ထက်တွေကတာမွေထားတဲ့မိခင်တွေကတော့ဟေးဝရရင်မိခင်ဖြစ်တဲ့တော်ယူပရဲ့ခန်းစားချက်တွေကိုကိုချင်းစာနေကြပြီ။တာမွေလို့အမခန်းစားချက်ကိုပြေဝနာလေတဲ့။ကျမဆိုကျမသားကိုအငက်ခံပြီးတော့ကြောင်ကောင်းကောင်းထားထားတာ။ဘာဖြစ်ဖြစ်တစ္ဆမမျက်နှာမငယ်စီရပဲ။ဒါအတွက်ဆိုအကုန်စိတ်ပူပြီးလိုက်လို့ပေးတယ်။တားပေါ်မှာနေရာတကာဝင်ဆောက်ရှောက်ပေးတယ်။ ဒါကြောင့်အန်ဒီပေါ်မှာကိုချင်းစာပါတယ်။စုပြည့်လို့ချွေးမရလို့လေ congratulation ပါအန်ဒီ။အများကြီးပျော်ရွှင်ပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်။ပရိသတ်ချင်းတို့ရောသူသားလူပြိုလေးကိုစုံမျိုးရိုးစီပေးလိုက်ရလို့ဝန်နေမျက်ရည်ကျနေတဲ့ဟိဝိယံရဲ့အမေပေါ်ဘလူးများထင်ကြပါသလဲနော်။ သိန်းကြောင့်မြန်မာနိုင်ငံမှာနာမည်ကြီးနေသောဝလုံးကအခုရက်ပိုင်းတွင်အင်တာနက်ပေါ်မှာနာမည်ကြီးကဆင်းလီဖြစ်သွားတဲ့အရာတစ်ခုရှိပါတယ်။အရာကတော့ဝလုံးကားပါ။မြန်မာပြည်မှာပုံမှန်ဆိုရင်နာမည်ကြီးတဲ့ကလူတွေပဲဆင်းလီဖြစ်တာပါ။အခုတော့ဝလုံးကားကြီးကပါနာမည်ကြီးဆင်းလီဖြစ်နေပါပြီ။ဝလုံးကားဆိုတာကတော့အိမ်ဆောက်ဖို့ချမ်းဆောက်ဖို့အတွက်ဝါရီများစွာကိုတင်လာတဲ့ကားတွေပါ။ဒီလိုကားတွေကတော့အခုဆိုနာမည်ကြီးဆင်းလီဖြစ်နေပါပြီ။ ဒါကလည်းတန်တာမိုးတိန်စနစ်ကြောင့်လို့ဆိုရမှာပါ။အားလုံးသိကြတဲ့အတိုင်းတန်တာမိုးတိန်ဟာအခုဆိုရင်သူ့ရဲ့ချစ်သူအောင် Ace Producer တထေးချင်းနဲ့တော်တော်လေးပြဿနာတွေတက်နေကြတာပါ။ဒါကြောင့်တန်တာမိုးတိန်ဟာ Life Link ကဖြည့်ရှင်းခဲ့ရပါတယ်။ အခုဆိုတန်တာမိုးသိန်းတို့ကိစ္စကနှုံးနှစ်ဖက်ပြေလည်သွားပါပြီ။ဒါပေမဲ့လည်းတန်တာမိုးသိန်းကသူ့ချစ်သူအောင်ကိုပြောခဲ့တဲ့စကား live video file ကအင်တာနက်ပေါ်မှာပြန့်နှံ့နေကြတာပါ။အဲ့ဒီမှာသူမရဲ့ချစ်သူအောင် producer တတိကြီးကအခုစနီးကိုမြင်မြင်ချင်းသဘောကျတယ်လို့ပြောတဲ့အခါမှာတန်တာမိုးသိန်းကသူ့ ex ဆောင်ဝလုံကားကြီးဖြစ်သွားရင်အောင်သဘောကျကြောင်းပြောလိုက်တာမို့လဲအခုချိန်မှာဝလုံကားကြီးတွေကဆယ်လီဖြစ်နေတာဖြစ်ပါတယ် တန်တာမှုတင်းကြောင့်နောက်ထပ်နာမည်ကြီးသွားတဲ့အရာတွေကတော့မိုဟင်ကအုံနုခောက်ဆွဲပြင်စမူစာတို့ပါနာမည်ကြီးသွားတာပါဒါအပြင်တန်တာမှုတင်းကိုပိုင်တစ်ချိန်မလောက်ပါနဲ့မလောက်ပါနဲ့ဟိုစတော့မလောက်ပါနဲ့တစ်ချိန်လည်းနာမည်ကြီးနေပါတယ်ရွှေမန်းတို့ကဘာကောင်ကြီးတွေပဲဖြစ်နေပါစေလုံးဝကိမဆိုင်ပဲတန်တာမိုးတိမ်ဘက်ကနေအခုလိုလူသိရှင်ကြရင်တီးပြလိုက်တဲ့ဂျုံလွင် မင်္ဂလာပါပရိသတ်များရှင်ဂျွန်လွင်ကတော့ပွဲတိုင်းလိုက်ပါနဲ့တာယာပွားကြီးလိုလိုထင်ရပေမယ့်တကယ်တမ်းမှာတော့သူကတကယ်ကိုလူမှန်လူကောင်းတယောက်ပါကိစ္စတစ်ခုဖြစ်တိုင်းအမြဲလူလိုမှန်ကန်တဲ့သူဘက်ကနေအပြည့်ဝရက်တည်ပေးတတ်တာပါအခုပွဲမှာလည်းဘသူမှန်ဘသူမှပင်ဘသူကနင့်နာနေဆိုတာကိုသူကောင်းကောင်းသိပါတယ်ဒါကြောင့်လည်းတပည့်မလေးဖြစ်သူတန်တာမိုးတိန်ကိုအခုလိုအချိန်မှလူသိရှင်ကြားပို့စတင်ရေးသားပြီးစိတ်သက်ခွန်အားတွေပေးခဲ့ပါတယ် တကယ်ဆိုရင်တိုးတိုးတိတ်တိတ်ပဲစာဖို့ဖုန်းခေါ်ပြုလုပ်ပြီး အားပေးလို့ရပါတယ်လူသိရှင်ကြပြောပြီးအပင်လိုက်တာနဲ့နောက်ဆက်တွဲမှာဒိတ်ဒိတ်ကျဲရွှေမန်းကိုပုံကံပါနေဆိုတဲ့သဘောကိုတက်ရောက်နိုင်မှန်းသူသိပါတယ်။ဒါပေမဲ့လုံးဝကိုဂိမ်းမဆိုင်ခဲ့ပါဘူး။သူတို့ကဘာရီနဲ့နာသွားမလဲ။ရွှေမန်းရဲ့ပါဝါနဲ့သူပါဖြတ်သွားနိုင်တဲ့စားသဖြင့်တွေးကြောင်နေတဲ့သူမဟုတ်ခဲ့ပါဘူး။မှန်နေတဲ့သူဘက်ကပဲအမြဲရတည်တဲ့အပြင်သူချင်းရတဲ့တပည့်သားသမီးတွေကိုအမြဲကာကွယ်ပေးချင်နေသူတယောက်ပါ။ တဖက်ရင်သူကဘာကြီးပဲဖြစ်နေပါစေတန်တာဘက်ကနေပြေဝံရက်တီပေးခဲ့တာကြောင့်အားလုံးကလည်းကျွန်းလွင်ကိုလေးစားနေပါတယ်အပိစာနေရေးသားထားတဲ့အောင်မှာတန်တာကလည်းသူ့ဆရာဖြစ်သူကိုရှင်းဖွင့်တိုင်ကြားခဲ့ပါသေးတယ်သူမကမိမသားတယောက်တည်းဖြစ်ပေမယ့်တပတ်လူတွေကသူမကိုအွန်လိုင်းဝိုင်းကြိုက်နေကြောင်ပြောပြလာတာပါ အလုံးကလည်းအရင်ကတော့ဘသူမှန်နဲ့ဘသူမားတွေကိုစပွေးစွားဖြစ်ပြီးတန်တာကပဲဖောက်ပြန်နေတယ်လို့ထင်ခဲ့ကြပေမယ့်အခုတန်တာရဲ့အချက်အလက်နဲ့ဖြည့်ရှင်းချက်တွေတက်တီရီကိုနားလည်ပြီးမှတော့တလောကလုံးကတန်တာမိုးတိမ်ထင်းဖြစ်သွားပါပြီရှင်။တပည့်ရီကိုတောင်းလာထင်းရင်တော့လုံးဝမခံဘူးဆိုရဲဂျွန်းလွင်လူမျိုးအမှုပညာလောကမှာရှိနေတာက တကယ့်ကိုအားတက်စရာပါ။ဒါပေမယ့်တပည့်စရိုင်းလည်းလိုက်ပြီးကောက်ွယ်ပေးနေသူလုံးဝမဟုတ်ပါဘူး။ မားတဲ့သူကသူ့တပည့်ဖြစ်နေမယ်ဆိုရင်တော့လုံးဝကာကွယ်ပေးမှာမဟုတ်တဲ့ပြင်အပြစ်ပေးပြီးတော့ပဲစုံမမယ်လူစားမျိုးပါ အာနာပါဝါနဲ့ပတ်စံတိုင်းဝမ်ကိုပဲကြည့်ပြီးကပ်ပန်းရပါလုံနေတဲ့လူတစုတက်တော့ဂျွန်လွင်ကတကယ်ကိုအများကြီးသာပါတယ်။တကယ်လဲရိုးဖြောင်းတဲ့လူကြီးလူကောင်းတယောက်ပါ။ဒါပေမဲ့လို့တခါတလေအပေါင်းဆိုးပြောမတတ်တာလေးတော့ရှိပါလိမ့်မယ်။တကယ်တော့စင်ရင်လေးဘလောက်ကောင်းချောင်အခုဖြစ်ရကတက်သေးပါပဲ။တန်တန်လေးအားငယ်နေတဲ့အချိန်မို့ဂျွန်လွင်တယောက်လုံးသူ့မဘက်မှရက်တီပေးနေတာကိုသိပြီးမှတကယ်ပဲအားတရမှာပါ။ဒါဆိုရင်ထရမီဒီယာရဲ့ပြည်သက်ကြီးကရောဒီကိစ္စလေးကိုဘယ်လိုထင်မြင်မိကြပါလဲနော်။ တတိကြီးကိုရွှေမန်းကြီးကတန်တာမိုးသိမ့်နဲ့မတူစွာဒေါက်တာမာလီကိုချစ်မြတ်နိုးပြီလို့ဒီလိုတွေလိုက်ခင်ရတယ်။ မင်္ဂလာပါပရိသတ်များရှင်ယောက်ျားတွေကသူတို့မချစ်တဲ့လူအပေါ်မှာတော့အနာယူနှိပ်စက်တတ်ပြီးမယ်တကယ်ချစ်မိပြီဆိုရင်တော့ခွေးပြစ်နွားဖြစ်ပါပဲအခုဗီဒီယိုထဲမှာတော့ဒေါက်တာမလေးကို6လပဲတွေ့ပြီးမချစ်ပဲယူတယ်အချစ်မပါပဲဂုံးမတ်တယ်လို့ယူထားတဲ့အိမ်အောင်ရေးစားတဲ့ပြင်အမျိုးမျိုးတွေထင်နေကြတဲ့ပရိသတ်တို့အတွက်ဒေါက်တာမလေးကိုကုရွှေမန်းတရားဘလောက်ထိပိုးပန်းခဲ့လဲဆိုတာတွေကိုပြောပြပေးသွားပါမယ်ရှင် ကိုရွှေမန်းကမိမလျှောက်တဲ့ပွေးတတ်တဲ့ဗီဇာလေးရှိရင်ဆိုတော့အားလုံးနဲ့သိကြပါဗျ။ဒါပေမဲ့အဲ့ဒီဗီဇာဆိုကျင့်ဆိုကြီးတွေကိုပြောင်းလဲပြီးမြင့်ပြတ်သွားစေသူကတော့သူ့ရဲ့ဇနီးဒေါက်တာမာလီပါပဲ။ဖြစ်စဉ်ကတော့တန်တာမိုးသိန်းနဲ့ပြက်ပြီး2024နိုဝင်ဘာလောက်ကစပါတယ်။ ကိုရွှေမန်းကဒေါက်တာမလေးကိုမြင်ပြီးတန်းတန်းဆွဲသွားခဲ့တာပါ။ဂျာရီကအောင်တွေတော့ကတော့အဆူတော်ထွန်းတော်မှာထွန်းထွန်းနဲ့ဒေါက်တာမလေးကတငယ်ချင်းနေပါ။ဒါကြောင့်မို့ကိုရွှေမန်းကထွန်းထွန်းကိုကပ်ပါပြီးအောင်တွေခိုင်းခဲ့ပါတယ်။ထွန်းထွန်းနဲ့ကိုရွှေမန်းကလည်းတွားတူစားတူပေါ်လာနေပါပဲ။ဒါကြောင့်ထွန်းထွန်းကအောင်တွေပေးဖို့ကိစ္စကိုသဘောတူခဲ့တာပါ။ ဒါပေမဲ့ကိုရွှေမန်းစီကနေကတိတခုတောင်းခဲ့ပါတယ်ဒေါက်တာမာလီကနုပညာတာဝန်ကမဟုတ်တလို့အနေအီပီကုံကြီးသူနေမုံကိုရွှေမန်းနေနဲ့အရှင်ကကျင်းစိုးရီကိုပြင်မာလို့တောင်းဆိုခဲ့တာပါကိုရွှေမန်းတင်အောင်ကတိတွေထက်ထပ်ပေးပြီးနောက်မှာဒေါက်တာမာလီကိုတဲတန်လိုက်ခဲ့ပါတော့တယ်ဒေါက်တာမာလီကလည်းချက်ချင်းပြင်မပေးခဲ့ပါဘူး ၆နှစ်နေပါတဲတံကြိုးစားခဲ့ရပါတယ်။နေတိုင်းလိုလိုပန်းစီလက်ဆောင်တွေပို့ပေးပြီးပူပန်းခဲ့တာပါ။တငယ်ချင်းတွေအားလုံးကတော့အံ့ဩရတဲ့ဆဲမှာကိုချွေမန်းကြီးတယောက်ဒေါက်တာမာလေးကိုနေတိုင်းတွေ့ဖို့အရင်တလတာလုံးဝင်ရတဲ့ diet plan ကိုဝင်ပါတယ်။အချက်ပြရတောက်တက်တဲ့အချိန်နေပါပျောက်သွားခဲ့ရပါ။ဆေးရီထိုးပြီးမျက်နှာတွေ treatment ရှုစသဖြင့်နေတိုင်းဆေးကန်းသွားပြီးဆီယာမာလေးနဲ့မယမကကိုတွေ့ဖို့ကြံပြီးလိုက်လံပူပန်းခဲ့ရတာပါ။ အရင်လူတွေဖြတ်တမ်းပြီး6လကြာမှသာအဖြေရပြီးမခွဲရပဲချင်းလွန်းလို့တံမိုးထားပြီးလက်ထပ်ခေတာပါတယ်ရှင်။ဒေါက်တာမာလီကိုစကြိုက်တဲ့အချိန်ကစလို့တန်တာမိုးသိန့်စီကိုဘာမှဆက်သွင်းမလုပ်ခဲ့ပါဘူး။မင်္ဂလာဆောင်ကနေဖုန်းခေါ်တာကလည်းပုဂ္ဂိုလ်ရေးရာကိစ္စမဟုတ်ပဲလွန်ခဲ့တဲ့လတွေကမပြီးဖြတ်သေးတဲ့လို့ကိစ္စအတွက်မဖြစ်မနေခေါ်လိုက်ရတာပါ။ပရိသတ်ချင်းတို့ရောကိုရှင်မင်းရဲ့တွင်စိတ်ကိုဘလို့ထင်မိကြပါသလဲနော်။